အင်အားပြင်းငလင်ကြောင့်ယထာလမ်းမိုင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ယာယီရနာခဲ့ရတဲ့လမ်းမိုင်းတွေပြုပြင်ခဲ့ပေမဲ့တချို့လမ်းမိုင်းတွေကတော့ယနာထားရဆဲဖြစ်တယ်လို့မြမမီယထာနဲ့နှိစက်သူတွေထံကသိရပါတယ်။ငလင်ဘေးတန်ကြောင့်ယထာလမ်းတသား86ခုပျက်စီးခဲ့ပြီးရန်ကုန်မန္တလေးနဲ့ပြင်မနာတောင်တွင်းကြီးလမ်းမိုင်းတွေယနာထားရဆဲဖြစ်တယ်လို့ရန်ကုန်တောင်ကူနေပြီးတော့တာစီမန္တလေးလမ်းမိုင်းတစ်ခုလုံးမှာယထာတွေအများဆုံးပြန်လဲပြေးဆွဲနိုင်မှုအတွက်ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။ မလင်းကျောင်းစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်နေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတွေကမြမမီရထားသမိုင်းဝင်အင်းဝတရာအပါအဝင်လမ်းတွေတရာတွေဘူရာအဆောက်အုံတွေပျက်စီးဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ဓာတ်တွေလူစည်းရထားတွေဆွဲချပြီးတော့အဲယထာပြည့်စုံမှုကိုကျွန်တော်9ရက်နေမှာကျွန်တော်စတင်ပြီးတော့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါတစ်ပတ်ကြာမှဖြစ်ပါတယ်ခင်ဗျာ။အဲနဲ့အခုဆက်လက်ပြီးတော့လည်းဒီပုံမိုးပြီးတော့ဟိုခီးတံများလုံးညုံစစ်ချစွာတွာလာနိုင်ရေးအတွက်ကိုကျွန်တော်ယထာလမ်းတွေထပ်ပြီးတော့ ဟလာဟိုပြင်ဆင်တဲ့လုပ်ငန်းတွေကိုကျွန်တော်အချိန်မပြတ်ဆက်လက်ဆောင်ရွက်လက်ရှိပါတယ်ခင်ဗျာပရိုဂူရန်ကုန်နဲ့နေပြီးတော့ရန်ကုန်တောင်ကုန်လမ်းမကြီးဟာကျွန်တော်ဂျပန်ချင်းငွေနဲ့ဆောင်ရွက်ခဲ့တဲ့လမ်းမကြီးဖြစ်ပါတယ်အဲ့ဒီလမ်းမကြီးကတော့ကျွန်တော်ရန်တုံးပြည့်အေပြန်လည်ပြည့်စွတ်နိုင်ပြီဖြစ်ပါတယ်ကျွန်တော်ထိခိုက်မှုအနည်းငယ်သာရှိပြီးတော့ဟိုအနောက်ရက်ပြင်ဆင်ခဲ့တဲ့အတွက်ကြောင့်အခုရန်တုံးပြည့်ပြန်လည်ပြည့်စွတ်နိုင်ပါပြီတမတ်100ကီလိုမီတာပြည့်စွတ်နိုင်ပြီဖြစ်ပါတယ်ကျွန်တော်တောင်ကုန်နဲ့မန္တလေးကိုလည်းကျွန်တော်ဆက်လက်ပြီးတော့ဟိုဆောင်ရွက်လက်ရှိပါတယ်ခင်ဗျာ ဲ့တော့ရခိုင်နှုန်းအဖြစ်ကျွန်တော်80ရခိုင်နှုန်းကပြည်စည်းနေပြီဖြစ်ပါတယ်ခင်ဗျာပြက်စီးမှုတွေကြောင့်ပြင်မနာဘူရာပျော်ပွဲဘူရာနဲ့တာစီဘူရာတွေကအဆောင်အုံတွေနဲ့တချို့လမ်းပိုင်းနေရာတွေတန်လန်းတွေတွန်းခေါက်ပျက်စီးတာတာစီဘူရာနဲ့ညောင်လုံးဘူရာမှာဘူရာအဆောင်အုံပြိုကျပျက်စီးတာတွေကြောင့်ရထားခီးစဉ်တွေယာယီရပ်တန့်ထားခဲ့ရပါတယ်။ငလျင်တန်ကြောင့်ရန်ကုန်မန္တလေးရထားလမ်း ကြောက်တရာတောင်ကူလမ်းပိုင်းမှာလမ်းပျက်စီးမှု23နေရတောင်ကူနေပြီးတော့လမ်းပိုင်းမှာလမ်းပျက်စီးမှု9နေရနဲ့တရာချိုရင်မှု3ခုရှိခဲ့ပါတယ်ဒါအပြင်တာစီမန္တလေးလမ်းပိုင်းမှာလမ်းပျက်စီးမှုနေရ30တရာချိုရင်မှု8ခုတာစီမိထီလာလမ်းပိုင်းမှာတရာချိုရင်မှု2ခုပြင်မလာတောင်ရင်းကြီးလမ်းပိုင်းမှာလမ်းပျက်စီးမှု17နေရနဲ့တရာချိုရင်မှု2ခုလို့ဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ် ပျက်စီးသွားတဲ့ရထားလမ်းမိုင်းတွေမှာတော့ပြေးဆွဲမှုယာယီရနာထားပေမဲ့ထိခိုက်ပျက်စီးတာမရှိတဲ့ရန်ကုန်မြို့ပတ်ရန်ကုန်မော်လမြိုင်ရန်ကုန်ပြည်ရန်ကုန်ပဲခူးပသိမ်ကျန်ကင်းစတဲ့လမ်းမိုင်းတွေမှာတော့လူစီးရထားနဲ့ကုန်တင်ရထားတွေပုံမှန်အတိုင်းပြေးဆွဲနေတယ်လို့လည်းသိရပါတယ်။ဘူရာယုံတော်တော်များများမှာကဒီဝန်ထမ်းတိုက်ခန်းတွေကပြိုကျနေရကြာပြီပေါ့နော်။မနေရနေရနဲ့နေလာတဲ့ဘဝတွေလည်းအခုတော့ပို့ပြီးတော့စိုးရင်ထိတ်လန့်ကုန်တော့ပြင်ဆင်မှုအပိုင်းမှာလည်းအရန်အားနေပါတယ်။မပြင်းနိုင်ပါဘူး။အဲ့ဒါလေမိသားပေဌာနကိုင်းနေဆိုတော့မသိရပါဘူး။ တော့တွေ့ပါတယ်စေးတုပ်လိုက်နှမ်းဖြူလိုက်နဲ့အဲ့လိုစေးတုပ်နှမ်းဖြူလောက်တာတော့မှအတော်လေးကြာမှလိုတာကိုလာတိုင်းတာတခါတိုင်းတော့၁၀နှစ်လောက်ကြာပါတယ်ဒါတော့မှမမ်းမှုတ်သွားတာနော်အဲ့လိုဖြစ်မှုတော့မဖြစ်လာနိုင်ဘူးဆိုတော့အခုကိစ္စတွေကမိမောင်းထိုးပြသွားတာပဲလေစစ်ကောင်စီကငလျင်တန်ကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေကိုပြုပြင်ရမှာနေပြီးတော့စစ်ရုံးချုပ်သမရအိမ်တော့ကာကွယ်ရေးဝင်ကြီးဌာနလန်ဒရာတွေကိုဦးစားပေးပြုပြင်နေပြီဝန်ထမ်းအင်အားတွေကိုတော့ဦးစားပေးပြင်ဆင်တာမျိုးမရှိသေးဘူးလို့သူကဆက်ပြောပါတယ် ချိုးရင်းပျက်စီးသွားတဲ့လမ်းပိုင်းနဲ့တရားပြုပြင်တာတွေကိုမြမမီးရထားနေမီအလိုက်လူရင်အားဆက်ရင်အားပစ္စည်းရင်အားထိရောက်တဲ့ထောက်ပံ့ပို့ဆောင်မှုတွေနဲ့ဆောင်ရွက်နေတယ်လို့လည်းသိရပါဗျာ။